မြန်မာနိုင်ငံရဲ့နိုင်ငံငွေတွေပေါ့နိုင်ငံငွေတွေကိုတောင်ဆန်းစစ်ကြီးကနိုင်ငံမှာသွားအပ်ထားတယ်လို့ပြောလို့ပေါ့နော်အဲဒါမျိုးတွေလူငယ်တွေချားတယ်မှာရောတည်သူတွေရောမတည်သူတွေချားတယ်မှာပြန့်နေတဲ့ကိစ္စလေးတခုပေါ့အဲ့ဒါကိုအမှန်တိုင်းသိစေချင်တယ်အာကျွန်တော်အမှန်တရားပဲပြောချင်တယ်ဗျနိုင်ငံငွေကြီးတစ်ဘီလီယံအမေရိကန်ရဲ့ Federal Reserve ပါပြီးတော့ရှိတယ်ဒီဒီမှာအပိတ်ခံထားရတာရှိတယ်အဲ့ဒါကစင်ကာပူမှာစင်ကာပူမှာလည်းပိတ်ခံရတာရှိတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစစ်ကြီးရဲ့အခန်းကဏ္ဍကပါလေဒေါစစ်ကြီးတကယ်ပဲမြန်မာနိုင်ငံငွေကြီးတွေကိုနိုင်ငံခြားမှာသွားပြီးတော့ပုံပြီးပို့ထားတာလားအဲစင်ကာပူမှာသွားပြီးပို့ထားတာလား ဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဖြစ်တော်သိရှိနားလေသူတွေအွန်လိုင်းပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျန်းကျင်ပညာရှင်တို့တမတ်ရလောက်အောင်အနာမည်ကြီးတဲ့သူတွေအစပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ဒေါက်ဆန်စစ်ကြီးပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ဒေါက်ဆန်စစ်ကြီးအနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဲဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒီ BM ဖောင်ကိစ္စလည်းဦးသိန်းစိန်လက်ထက်ကစတာပါ ဒီဥပဒေအရအပ်နိုင်တဲ့သူလို့ရှိလို့ရှိရင်အပ်နိုင်တဲ့သူကဘယ်လိုလဲဆိုလို့ရှိရင်ဘာဥက္ကဋ္ဌကသာလေးအပ်နိုင်ပါလားဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ဒီအတိုင်းမြန်ခံရာလူဖြစ်တယ်သူဒီသူ့ရဲ့ဩလာအာဏာမရှိပါဘူးဥပဒေစီးမင်းစီကံရဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကအမိန့်ပေးပိုင်ခွင့်မရှိဘူးတို့တို့နိုင်ငံတော်တမန်တော်မှာအမိန့်ပေးပိုင်ခွင့်မရှိဘူးအဲတော့လေ2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌဒီနိုင်ငံရဲ့ချားမှငွေစုချင်းတော်လည်းကောင်ငွေကြေးရပစ္စည်းမှန်ခံခွင့်မှုတော်လည်းကောင်အဲသူတို့မှာသူ့မှာပဲတောင်းလို့ရှိပါတယ်ဒေါအောင်ဆန်းစုကြည်ကကိုးသွားတာတို့ဒေါအောင်ဆန်းစုကြည်ကဒီလိုမျိုးငွေကြေးကိုအပ်ပြီးတော့နိုင်ငံရုပ်ကစားတာတို့ဆိုရတဲ့ဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါကျွန်တော်ဒီမှာနိုင်ငံလက်ကလေးနိုင်ငံတော်လည်းလုပ်ပါလေ2013 ခန္ဓာရေးကွန်မစပ်ဖန်ဥပဒေအရဘောင်ဆန်းစုကြီးအတ္တမဟုတ်ပါဘူးဒါစီနေစီကန်းရနော်ဘောင်ဆန်းစုကြီးအတ္တမဟုတ်ပါဘူးဘန်းဥပဒေအတ္တပါဦးသိသိဆိုရရဲ့ဒါဥပဒေတွေပါဒီဥပဒေကလည်းကမ္ဘာအဆင့်တွေဦးသိသိကြီးပေါ်ဆောင်သွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီအချင်းရမှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအားလုံးအားလုံးအမြင်လွဲမှားနေတယ်လို့မျိုးဘောင်ဆန်းစုကြီးကအဲဘယ်လိုခေါ်မလဲဆိုတော့ ဟိုကခုပြီးအပ်ခဲ့တာလားဒါနဲ့ပတ်သက်ပြီးတော့ကျုံငင်းခုမှုတွေနိုင်ငံရေးအထင်ကြီးရရှာနေမှာမှာပဲငင်းခုမှုတွေရှိကြတယ်နော်အတိအတိကြသိနေကြတာပါဒါလူတွေကယူဆတာပေါ့ဒါဒေါအောင်ဆန်းစုကြည်ကခိုးပြီးဖတ်ပြီးတော့အပ်တဲ့ပုံစံမျိုးတွေဒီကိုဆွဆဲလာကြတာတွေရှိတယ်ပေါ့ကွာနော်နိုင်ငံပိုင်အကောင့်ပါနိုင်ငံပိုင်အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေါ်စန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူး။ဒေါ်စန်းစုကြည်နာမည်မဟုတ်ဘူး။ခြားနိုင်ငံတွေကဒါမျိုးပဲအဲ့ဒီအဲ့လိရှိပါတယ်နော်။အဲ့လိကြာရှိပါတယ်။ငွေကြီးခိုင်မအောင်လို့လို့ပြောရမှာပါနော်။အခုတော့တယောက်ကလုပ်လို့ရှိရင်တယောက်ကသဘုတ်လေးလင်းပြောတယ်။သဘုတ်လေးလင်းပြောပြောလို့ရှိရင်ဟာဟုတ်ပြောင်အောင်လည်းဖြစ်လာတယ်။ဟုတ်ပြောင်အောင်လည်းဖြစ်လာပြီးတော့တယောက်ကဒီအမုန်းလေးပွားလာတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်စန်းစုကြည်ပေါ်မှာတော်တော်များများပါနော်။အမုန်းပွားလာတာလည်းရှိရပါနော်။နိုင်ငံမှာအကောင့်တွေပါ။နိုင်ငံမှာအကောင့်တွေပဲအဲ့လိုရပါလား။ဘာလို့ဒီရလိုလိုနေနေဟိုနိုင်ငံကြီးချမ်းမှာပတ်စံတွေသွားအပ်ပြီးတော့သူကပဲအခိုင်တလို့လို့သူကပဲခိုးရတယ်လို့ဒီဖြစ်ကုန်မဖြစ်ကုန်တာအခု အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်ခံသူတွေကဒေါ်အောင်ဆန်းစုကြည်အားဆွဆွဲလေးရှိတဲ့ဒေါ်လာ1ဘီလီယံကိစ္စကိုမောင်မောင်အမှန်တိုင်းချပြလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ပါအောင်ခင်ဗျာစုကြည်ကနိုင်ငံများမှာသွားအပ်ထားတယ်လို့ပြောလို့ပေါ့နော်အဲဒါမျိုးတွေလူငယ်တွေချားလဲမှာရောတည်သူတွေရောမတည်သူတွေချားလဲမှာပြန့်နေတဲ့ကိစ္စလေးတခုပေါ့အဲ့တော့အမှန်တိုင်းသိစေချင်တယ်အာကျွန်တော်အမှန်တရားလေးပြောချင်တယ်ဗျအခုလည်းပြန်ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးထောက်ခံတဲ့ဒီထဲမှာကျွန်တော်မပါဘူးမုန်းတဲ့ဒီထဲမှာလည်းကျွန်တော်မပါပါဘူး ဲ့တော့ဒေါက်ဆန်စစ်တီကိုတာမန်ကျွန်တော်တို့နိုင်ငံရေးရဲ့ခေါင်းဆောင်တယောက်ပေါ့ဗျာနော်နိုင်ငံရေးသမားတယောက်ဖြစ်မြင်ပါလေတာမန်ပုဂ္ဂိုလ်တယောက်ပေါ့ကျွန်တော်တို့ကတော့အဲတော့ပါတော့လည်းနိုင်ငံရေးအဖြစ်ချင်းမိဆိုရင်ဒေါက်ဆန်စစ်တီကိုယုံကြည်ကိုးစားသူတွေအဲတို့တွေရဲ့စိတ်ဆန္ဒတွေကျွန်တော်လေ့စားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒေါက်ဆန်စစ်တီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဆိုင်ထုတ်ခံတယ်ဗျာတမလို့အပီထုတ်ခံတယ်အယူသားရေးသမားတွေပေါ့နော်အစသဖြင့်စသတို့စသတို့ဒီလိုမျိုးပေါ့ဒီလိုစုဖွဲ့တွေကြားထဲမှာဘောက်ဘွားမှုလေးတွေရောမြန်မာမှုလေးတွေရောရှိနေတာ ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးပေါ့နိုင်ငံညာငွေကြေးတစ်ဘီလီယံအမေရိကန်ရဲ့ Federal Reserve ပါပြီးတော့မှရှိတယ်။အဲ့ဒီဗမာအပိတ်ခံထားရတာရှိတယ်။နောက်တစ်စင်ကာပူမှာစင်ကာပူမှာလည်းပိတ်ခံရတာရှိတယ်ပေါ့နော်။အဲဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့အခန့်ကဏ္ဍကဘာလဲ။ဒေါစုကြည်တကယ်ပဲမြန်မာနိုင်ငံငွေကြေးတွေကိုနိုင်ငံချမှာသွားပြီးတော့ဘုံပြီးပို့ထားတာလား။အစင်ကမပေါ့ပို့ထားတာလားအစားပြည့်သူအခန်းကဏ္ဍပါလေထုတ်သူ NLD အစိုးရလက်ထက်ဖြစ်တဲ့အတွက်ကြောင့် NLD ရဲ့အခန်းကဏ္ဍကပါလေအဲ့တော့ဒီငွေကြီးဟာပါလေနော်အဲ့တော့ဒါကိုခက်ခက်နာသိဖို့လိုတယ်ကျွန်တော်ဒီ ကျွန်တော်စီမှာမနေတာပါနော်မနေတနေ့ဖြစ်ပါလိမ့်မယ်ကျွန်တော် live နဲ့ခါမှာလူတွေချားနေမှာလဲကျွန်တော်ကိုမေးမြန်းလာကြတယ်အဲထို့သူအတက်တော့ပါမှာလဲအဲဗီဒီယိုလေးတက်နေပါနော်လူတွေချားမှာနားလည်မှုမလွဲစေချင်ပါဘူးကျွန်တော်တီတူတွေအမှန်တရားကိုသိရမယ်နော်နိုင်ငံရေးအမှန်တရားကိုသိရမယ်မြောက်တီတူတွေတီတူတွေအားလုံးကနိုင်ငံရေးရဲ့သားကောင်တွေဖြစ်တယ်အဲသားကောင်ဖြစ်ချင်ကိုကနိုင်ငံရေးကိုနားလည်ရမယ်နားလည်ပြီးနိုင်ငံရေးအဖြစ်ဆက်ဆံတမန်ဆောင်ရနိုင်တဲ့ပုံစံတွေဖြစ်ရမယ်အဲဒီအဲ့ဒီတော့မှာတာလည်းနိုင်ငံရေးရဲ့သားကောင်မဖြစ်တော့ဘူးကနော်ကျွန်တော်တီတူတွေနိုင်ငံရေးအလို့နိုင်ငံရေးနားလို့ခံလိုက်ရတာခံရရတာဖြစ်တယ်နော်အခုလက်ရှိအခြေအနေအားအဲ့တော့အဲ့လိုမျိုးတွေဖြစ်ရလေအောင်ကျွန်တော်ဒီနေ့အမှန်တရားလေးတစ်ခုပြောချင်တယ်ဗျဟုတ်ပြီပထမဆုံးလေးချက်အနေနဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာ အဲကျွန်တော်နိုင်ငံရချားမှာပေါ့ဒီနေရာနဲ့ချီရမြွေတွေအိတ်ခံထားရတယ်နော်အဲပို့ထားတယ်ပေါ့ဒါမှမဟုတ်လေအဲထုတ်တူ2020ပေါ့2021အာနာထိမှုပေါ့အာနာမြောက်ပြောအာနာသိမ်းမှုပေါ့ဗျာနော်ကျွန်တော်အာနာထိမှုပြောပါလိမ့်အာနာထိမှုနောက်ပိုင်းမှာအဲ့ဒီငွေကြေးအာတော့ freeze လုပ်ခံထားတယ် freeze လုပ်ခံထားတဲ့ခါကျတော့အကျိုးမြတ်ဘာမှမရှိတော့မနေအဲအမေရိကန်ရဲ့အမေရိကန်ဆိုရရဲ့အပိတ်ဆိုခြင်းကိုခံထားရတယ်ပေါ့နော်အဲခံထားတဲ့တိုင်းကြရှိတယ်အဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအပြစ်တော်သိရှိနားလေသူတွေအွန်လိုင်းပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်တို့တတ်မှတ်ရလောက်အောင်နာမည်ကြီးတဲ့သူတွေကအစပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ဒေါက်ဆာစစ်ကြီးပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ ော့စုချီအနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ဒီကြောင်းပြောချင်ရွေးချက်ကနောက်စုချီဒီချက်တာချက်ချင်းတော့ချက်စုချီကိုဗောနော်ကျွန်တော်စတင်မုန်းချောကျွန်တော်အမှန်တရားပြည့်စုံချင်တာပါအဲ့နောက်ကပြည်သူတွေကြားထဲမှာလည်းနိုင်ငံရေးနဲ့ဥပဒေရေးတွေနားလည်စေချင်တာပါအဲ့နောက်ကပြည်သူတိုင်းမှာမျိုးနေစနစ်ပြည့်စုံချင်တာပါဗောနော်အဲ့တော့ဘီလီယံတစ်ထောင်ဆိုတာပါလေအဲ့မဟုတ်ဆို1ဘီလီယံဆိုတာပါလေအဲ့ကျွန်တော်စမေးမယ်နော်အကြောင်းမြန်မာနိုင်ငံရဲ့ဘဏ်ပေါ့နော်ဘဏ်လုပ်ငန်းဆိုတာရှိရပြောဘဏ်ဆိုတာ C ဘယ်ခေါ်မလဲ Central Bank of Myanmar ပေါ့ CBM CBM လို့ခေါ်ပါလားအဲ့ဒီ ဥသိမ်းစိန်လက်ထက်မှာဥသိမ်းစိန်ကျောင်း2010ရွေးကောက်ပွဲရတယ်2017မှာအာနာစရလာတယ်နော်အာနာစရလာပြီးတော့တော့နိုင်ငံကိုစီမံခံခဲ့တဲ့နေရာမှာဥသိမ်းစိန်အစိုးရကတကယ်ချီးကျူးရမှာပါဥသိမ်းစိန်လက်ထက်မှာလည်းဒီကိစ္စကြီးအောင်ဥသိမ်းစိန်လက်ထက်မှာလုပ်ရမှာအဲ့ဒီဘီလီယံ1000ရဲ့ဈေးနှုန်းကိုလိုက်ချင်တော့ဥသိမ်းစိန်ကိုကျွန်တော်ကလိုက်ရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ဥသိမ်းစိန်လက်ထက်ပေါ့2013မြန်မာနိုင်ငံရဲ့ဘဏ်ဥပဒေလို့ခေါ်တာပေါ့နော် CBM ဥပဒေလို့ခေါ်တယ်ဒီဥပဒေအကြောင်းအရအကျုံးဝင်သွားတာဖြစ်တယ်ဟုတ်ကဲ့နိုင်ငံကြီးကနားလေပါဦးကောင်မောင်နားလေစေချင်ပါလေအဲ့တော့မှန်တရားကိုသိလေချင်နော်အဲ့တော့ဥသိမ်းစိန်လက်ထက်မှာ အာနာဆာရင်းကကျွန်တော်တို့မြန်မာနိုင်ငံဘဏ်ကအစိုးရလက်အောက်မှာရှိပြီးတော့မြန်မာနိုင်ငံရဲ့ဘဏ်ကလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဝန်ကြီးဌာနရဲ့လက်အောက်ပေါ့ဘဏ်တိုင်းဝန်ကြီးဌာနရဲ့လက်အောက်မှာပဲရှိပါတယ်အဲ့တော့နိုင်ငံသားငွေလေးအဲ့ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံကပွင့်လင်းလာကြဦးသိန်းစိန်လက်ထက်မှာကျွန်တော်တို့နိုင်ငံတကာမှာသွားပြီးစီးပွားရေးတွေဖွင့်တယ်ဦးသိန်းစိန်တကယ်ကိုကျူးစားပါတယ်တကယ်တော့တော်ပါတယ်အဲ့ကျွန်တော်အနေနဲ့အမှန်တရားသာပြောရတာပါနော်တော်ပါတယ်အလုပ်လုပ်တဲ့မြန်မာနိုင်ငံရေးအဖြစ်ဦးသိန်းစိန်အစိုးရပေါ့တက်ခိုင်အစိုးရလို့ပြောမှာပေါ့ဦးသိန်းစိန်အစိုးရဒီနိုင်ငံရေးအဖြစ်ခြေလှမ်းရအောင်သွားပါတယ်အဲ့နောက်တစ်ခုနောက်ထပ်ပါနော်ပြုလုပ်တဲ့ဥပဒေတွေဥပဒေတွေအားလုံးဒီအားလုံးအတွက်ရှေ့ရှုပြီးလုပ်ခဲ့တာတွေတွေ့ရတယ်ပြီးတော့ပြည်ညုံနောက်နေတဲ့နိုင်ငံကိုတိုးတက်အောင်ကျူးစားတာတွေရှိတွေ့ရတယ်နောက်တစ်ခုက ပြည်ထောင်စုတာမြန်မာနိုင်ငံသားနိုင်ငံရေးတိုးတက်ဖို့အတွက်အဲဘယ်လိုခေါ်မလဲဆိုရင်ချင်းချင်းချားစီနိုင်ဖို့အတွက်ပေါ့နော်ဦးသိန်းစိန်ဆိုတာလုခဲဆောင်ရတာတွေကိုကျွန်တော်တို့အရင်ကိုချီးကျူးအောင်ဖြစ်ပါတယ်အဲ့ဒီ BN ထောင်ကိစ္စလည်းဦးသိန်းစိန်လက်ထက်ကစတာပါဦးသိန်းစိန်လက်ထက်မှာတိုင်ငင်မှာမြန်မာနိုင်ငံဘဏ်နိုင်ငံသားငွေတွေဟာအဲမြန်မာနိုင်ငံဘဟုဘာမှရှိတယ်မဲ့ဘယ်လိုခေါ်မလဲဆိုရင်အဲလွတ်လပ်မှုမရှိဘူးပေါ့လွတ်လပ်မှုမရှိဘူးဒါပေမဲ့ဒက်စနစ်ဆိုတာ modern life ဆိုတာ modern life ဆိုတာကျွန်တော်မြန်မာနိုင်ငံဘဏ်ကအစိုးရအောက်မှာရှိတယ်ဝန်ကြီးဌာနအောက်မှာရှိလို့ရှိရင် ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတော့ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတဲ့အတွက်ကြောင့်မလို့နိုင်ငံရေးဖြစ်အားเนาะကျွန်တော်တို့အာနာပီအားတွေနဲ့ကြုံရတဲ့အတွက်ကြောင့်မလို့ဘန်ဒီရဲ့လွတ်လပ်ခွင့်ကိုနိုင်ငံတကာတအားဆောင်ကြည့်ပါတယ်အဲ့တော့ဘန်ဒီလွတ်လပ်ခွင့်ရှိဖို့အရင်ကလိုအပ်တယ်နိုင်ငံတကာဘန်ဒီ need to ပေါ့ဘန်ဒီကိုကိုပိုင်တော့အုပ်ချုပ်ခွင့်ပေးရတယ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးရတိုက်တာရှိတယ်အဲ့တော့ဒီလိုမျိုးဘန်ဒီအုပ်ချုပ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးတာထိုင်းကလည်းကိုပိုင်အုပ်ချုပ်ခွင့်ပေးတယ်ဖိလစ်ပိုင်အမေရိကစသဖြင့်ပေါ့နိုင်ငံဒီပရိုမီနာဘန်ဒီကကိုပိုင်အုပ်ချုပ်ခွင့်ရှိတယ်အဲ့လိုမျိုးစနစ်ဖြစ်မှသာလေငွေကြေးစနစ်ကိုထိန်းချောင်းနိုင်မှာဖြစ်တယ်အဲ့တော့ငွေကြေးစနစ်အားဖြင့်လည်းယုံကြည်နိုင်မှာဖြစ်တယ်လို့အဲ့လိုတော့ကြောင့်မလို့ဥပဒေရှင်အစိုးရကနိုင်ငံရဲ့ငွေကြေးစနစ်တွေဘဏ်စနစ်တွေ ခိုင်မအောင်ဆိုပြီးတော့နှစ်ထောင်ဆက်တော့မှာဘန်ဥပဒေကိုထွက်လိုက်တာအဲ့ဒီဘန်ဥပဒေရောက်ဆိုရှင်ဘန်ရဲ့ဥက္ကဋ္ဌကိုဘယ်သူကခန့်အပ်လဲဆိုရှင်သမလကခန့်အပ်မယ်လွတ်တော်ကတည်ပြုမယ်လွတ်တော်လွတ်တော်ကတည်ပြုလို့ရှိရင်ဒီဘန်ဥက္ကဋ္ဌဒီဘန်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုအားလုံးဒီသူ့မှာတာဝန်ရှိတာအဲ့တော့သူ့ကိုနိုင်ငံတော်ကနေပြီးတော့တည်တည်ချာချာကိုဒေသအမယ်တိုင်းတာမျိုးရှိသွားပြီအဲ့တော့အဲ့ဒီဥပဒေအရငွေကြေးအပြင်နိုင်ငံရဲ့ချားမှာကျွန်တော်ဘုံတော့ကကြောက်မှာဥဥနေဝင်လက်ထက်ကကျွန်တော်တို့ဒီ system မှာကျွန်တော်တို့ရွှေတွေပါထားတယ်ရွှေပေါင်းတွေပါထားတယ်အလုံးသိကြပါလိမ့်မယ်အဲ့ငွေကြေးခိုင်မှာလို့တက်ပါအဲ့တော့ဒေါက်ဆန်းစုကြည်အစိုးရလက်ထက်မှာဥသိမ့်စိန်အစိုးရလက်ထက်မှာဒါမျိုးငွေကြေးခိုင်မှာလာအောင်လို့ကိုမြန်မာနိုင်ငံနိုင်ငံသားဝင်ငွေတွေကိုနိုင်ငံသားဘဏ်မှာသွားပြီးစုရပါတယ် စုရဲ့ခါမှာအဲ့လိုစုလိုက်ခြင်းအဖြစ်အကျိုးစီးပွားဘာတွေဖြစ်လာနိုင်လဲဆိုတော့နံပါတ်တစ်ချက်အတိုးရတယ်1 billion ဆိုတဲ့ခါကျတော့ကျွန်တော်ဘယ်လောက်ရမလဲကျွန်တော်အတိုးနှုန်းကိုတုံးသက်ကြည့်ရင်ငါအပြာကိုင်းကြောငါလည်းကျွန်တော်တော့တစ်နှစ်တစ်နှစ်ကိုမြန်မာနိုင်ငံကတန်း90ရတယ်အဲ့ဒီကျွန်တော်ဘွားတောက်ထားတဲ့1 billion တော့ဒါမဲ့တော့အဲ့ဒီ1 billion ဘာမှအမစားပေါ့ကိုကိုကျွန်တော်တို့ကျွန်တော်လည်းဒီဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘန်ဒူးစားဘန်ဒူးချီးစားနေလို့ပို့ပြီးတော့ပြပါတယ်နော်တစ်နှစ်တစ်နှစ်ကိုဘယ်လောက်ရလဲအဲ့တော့ American ဘန်မှာတောက်အပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီ1 billion ကနေကျွန်တော်နှစ်စဉ်အတိုးတန်း90ကျော်အမြဲတမ်းရနေပါတယ်အဲ့တော့အဲ့ဒီလို app မဲ့စားပေါ့နော်ဒီထဲမှာစီးပွားရေးလုပ်လိုက်မယ်ဆိုတော့ပို့ပြီးတော့ အကျိုးဖြစ်ထွန်းတယ်ဒါပေမဲ့လည်းဒီလိုမျိုးအလိုက်ချင်းအပြအတိုးရမယ်နောက်ထပ်ငွေကြေးစနစ်ခိုင်မာမှုရှိမယ်ပြီးတော့ဘန်ဒီအားတွေယုံကြည်မှုရှိမယ်နောက်ထပ်နိုင်ငံညာပေါ်မယ်ဆိုလို့ရှိရင်ဒီလိုအခက်ခဲတွေပေါ့နော်ငွေကြေးခက်ခဲကြုံလာတဲ့ခါမှာဒီစနစ်တွေကထောက်ခံချက်သွားစေမယ်အဲ့တော့အဲ့တော့ဆိုလိုချင်တာကအကျိုးစီးပွားအများကြီးရှိတယ်ပေါ့နော်ဟုတ်ပါဘူးအဲ့ကြောင့်မလို့ဒီဥပဒေအရအောက်နိုင်တဲ့သူတွေရှိနေရှင်အောက်နိုင်တဲ့သူဘယ်လိုလဲဆိုရှင်ဘန်ဥက္ကဋ္ဌကလည်းအောက်နိုင်ပါလားဒါနဲ့ပတ်သက်ပြီးတော့ဒေါက်ဆန်းစစ်ကြည်တဲ့အတိုင်းအခံရာလူဖြစ်တယ်သူဒီသူ့ရဲ့ဩဇာအာဏာမရှိပါဘူးအဲ့တော့သူဒါမျိုးတော့ဒါ theory အဖြစ်စီမင်းစီကံအဖြစ်ကျွန်တော်ပြောတာနော်နောက်တစ်ခါတော့ဒေါက်ဆန်းစစ်ကြည်နဲ့ပတ်သက်ပြီးတော့ ဆိုတော့ကျွန်တော်တော့စုကြည်ကိုယုံကြည်ကိုးစားမှုတွေတော့စုကြည်ရဲ့ order အာဏာတွေကလည်းရှိသေးတာပေါ့နော်အာဏာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒါတွေထည့်မဲ့ပြန်တယ်ကျွန်တော်တို့ကဥပဒေစည်းမျဉ်းစည်းကမ်းရပါကျွန်တော်ပြောတာပါဥပဒေစည်းမျဉ်းစည်းကမ်းရဆိုလို့ရှိရင်ဒေါန်စန်းစုကြည်ကအမိန့်ပေးပိုင်ခွင့်မရှိဘူးတို့နိုင်ငံတော်တမန်တော်မှာအမိန့်ပေးပိုင်ခွင့်မရှိဘူးဘာကြောင့်လဲ2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌဒီနိုင်ငံရဲ့ချားမှာငွေစုချင်းတော်လည်းကောင်းငွေကြေးရပစ္စည်းမှန်ခံကွင်းမှုတော်လည်းကောင်းအဲတို့တို့မှာသူ့မှာပဲတာဝန်ရှိပါတယ်အတာဝန်ရှိတဲ့ကြောင့်ဒီငွေကြေးကိုတို့တို့အပါအမှာအခုဆိုရှင်အရေးကြီးတဲ့ဘန်ကြီးတွေပေါ့တကယ် institution ခိုင်မာတဲ့ဘန်တွေဆိုရှင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲ အမေရိကန်ဘဏ်တွေရှိမယ်နော်အမေရိကန်ဘဏ်ရှိမယ်နောက်တစ်ခုကဆွစ်ဇာလန်ဘဏ်ရှိမယ်ပြီးလို့ရှိရင်စင်ကာပူဘဏ်တွေရှိမယ်အဲ့တော့ဒီနိုင်ငံဒီဒီ institute တုံးကအရောက်ခိုင်ပါလားခိုင်နေမှလည်းဘာကြောင့်မလို့အဲ့ဒီမှာသွားပြီးတော့ပို့ထားပါလေပို့တဲ့ခါမှာတော့ဒါဘဏ်ဥက္ကဋ္ဌရဲ့စီမံခံလို့ဆိုတာပြောပြပါတော့ဒေါန်ဆန်းစုကြည်ကကိုးသွားတာတို့ဒေါန်ဆန်းစုကြည်ကဒီငွေကြေးကိုအပ်ပြီးတော့နိုင်ငံရုပ်ကစားတာတို့ဆိုတာလည်းဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါနော်ဒါချက်ချင်းလုံးကြီးကိုပတ်ထားလိုက်ပါ2013ဘဏ်ဥပဒေရတာလေအဲ့လိုရပါလေအတက်သူကလည်းဘဏ်ဥက္ကဋ္ဌနဲ့ဘဏ်ဒီလုံးဝဘာလို့ခေါ်လဲဆိုရှင် institution ခိုင်မာပြီးတော့တကယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဩဇာအမိန့်နဲ့ လူလက်ခွင့်ကိုယ်ပိုင်အုတ်ချုပ်ခွင့်တခုလိုမျိုးဖန်ကိုပေးရပါတယ်ပေးရတဲ့ကြောင့်မလို့သူတို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတော့ကိုပြောပြချင်တယ်အဲ့တော့ကျွန်တော်တို့ပန်ကျွန်တော်တို့မြန်မာနိုင်ငံလုတ်တယ်လို့မျိုးနိုင်ငံတကာလည်းလုတ်ပါတယ်ဒါပေမဲ့အဲ့ဒါအကျိုးစီးပွားအနေနဲ့ကဆိုတော့ကျွန်တော်ပြောသူပါဝေကြီးခိုင်မှမှုယုံကြည်မှုဝေကြီးပေးချေမှုအဲနောက်တစ်ခုကဝေကြီးလက်ခံမှုအဲနောက်ထပ်ကျွန်တော်တို့ဘာလိထိကောင်းတယ်လဲဆိုလို့ရှိရင်တော့အတူနှုံအတူရရှိမှုပေါ့ဗျာနော်အဲအဲ့လိုမျိုးတွေတော့အကျိုးစီးပွားရှိပေမဲ့စိုးခွက်အနေနဲ့ပါလဲဆိုလို့ရှိရင်တူနုံတူနုံယူမဲ့အစားပေါ့နော်ဟုတ်ကဲ့အဲ့ဒီ1ဘီလီယံကိုကိုယ့်နိုင်ငံတွေမှာစီးပွားရေးလုပ်မယ်ဆိုတော့1ဘီလီယံတည်းများအဲ့ဒီ50တည်းများတဲ့အကျိုးစီးပွားကိုရရစေမယ်နံပါတ်တစ်ချက်အဲနံပါတ်နှစ်ချက်အနေနဲ့ကတော့ ကဲ၍နိုင်ငံရေးလူမှုရေးကတောင်းကနေဖြစ်လို့နိုင်ငံတကာစီးပင်းစည်းကမ်းတွေနဲ့ညှိပြီးဆိုလို့ရှိရင်အဲ့ဒီငွေကြေးတွေ freeze လုပ်ခံရနိုင်တယ်။ freeze လုပ်ခံရနိုင်တယ်။ဒါကတော့ကျွန်တော်ခေါ်မယ်ဆိုရှင်အိမ်မဆုတ်တစ်ခုကကျွန်တော်မြန်မာနိုင်ငံနိုင်ငံရေးမတင်နေတဲ့နိုင်ငံတစ်ခုတော့ကမတင်နေတဲ့နိုင်ငံတစ်ခုမျိုးအာဏာသိမ်းမှုတွေကိုအာဏာသိမ်းမှုတွေဖြစ်တဲ့အခါမှာတော့ဒီငွေကြေးကပိတ်ခံလိုက်ရတယ်။အဲ့တော့အဲ့လိုမျိုးတွေပေါ့ဟိုဒါစိုးခွက်တွေကောင်းခွက်ရှိတယ်လို့စိုးခွက်ရှိပါတယ်။အဲ့တော့စကားချုပ်ရပြောမယ်ဆိုရှင်တော့2013ဘန်နာရေးခေါ်မယ်ဆိုဖန်ဥပဒေရာဒေါန်ဆန်းစုကြည်အတ္တမဟုတ်ပါဘူး။ဒါစီးပင်းစည်းကမ်းရနော်။ဒေါန်ဆန်းစုကြည်အတ္တမဟုတ်ပါဘူး။အောက်ကရာအတ္တပါ။ တော်တို့ဘန်အုတ်ကရောဘယ်သူခန့်အပ်လဲဆိုရှင်သမရကခန့်အပ်ပါတယ်သမရကခန့်အပ်တာပဲဥဒိတ်စင်ကခန့်အပ်တဲ့သမရဘန်အုတ်ကရရှိသလိုကျွန်တော်တို့ဥထင်ကျော်ကခန့်အပ်တော့ဘန်အုတ်ကထာတွေရှိပါတယ်အဲ့ဒါကြောင့်မလို့မဆိုင်နေတယ်ကျွန်တော်ပြောပြတာပါအဲ့တော့အခုဆိုရင်ရုရှားရင်ဆိုင်ရတဲ့ပုံစံမျိုးရုရှားကလည်းတုံ့ငွေကြီးတွေကိုခါလေကမ္ဘာပံနေမှာဒီအပ်ထားလာပဲအတူတူလုပ်နေပါရဲ့ငွေကြီးခိုင်ပါဘူးအခုလိုမျိုးယူကရိန်းနဲ့ကတောင်းငင်းဖြစ်တဲ့ခါကျတုံ့ငွေကြီးတွေအပိတ်ခံရတယ်ဒီလိုပုံစံမျိုးအခုကျွန်တော်နိုင်ငံမှာလည်းဒီလိုပဲနိုင်ငံကြီးကတောင်းငင်းဖြစ်ပြီးတော့အဲဒီအာနာထိန်နဲ့အာနာသိန်းကိုတရားဝင်မှာဘူးလို့ဒီပေါ့အစိုးရကအမေရိကန်အစိုးရတတ်မှတ်တဲ့ပြကြမလို့ freeze ခံရပြန်တယ်အဲ့တော့တရုတ်နိုင်ငံဆိုလို့ရှိရင်ဒီလိုပဲဒါဘယ်လိုခေါ်မလဲဆိုတော့ pan smith modern ဘောနခစ်မီဘန်လုပ်ငန်းတစ်ခုရဲ့လုပ်ငန်းဆောင်တာတွေကိုဥသိမ့်စိန်အစိုးရကပေါ်ဆောင်သွားပြီးတော့ဥသိမ့်စိန်အစိုးရရဲ့ဒါဥပဒေတွေပါဒီဥပဒေကလည်းကမ္ဘာအဆင့်တွေဥသိမ့်စိန်ကြီးကပေါ်ဆောင်သွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီချင်းရမှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအလုံးအလုံးအမြင်လွဲမှားနေတယ်လို့မျိုးဒေါအောင်ဆန်းစုကြည်ကအဲဘယ်လိုခေါ်မလဲဆိုတော့ပေါ်ခူပြီးအခက်တာလားဒါနဲ့ပတ်သက်ပြီးတော့ကျွန်ညင်းခုံကြီးနိုင်ငံရေးအထင်ကြီးရရှာလဲမှာမှာညင်းခုံကြီးရှိကြတယ်နော်အဲ့တော့အတိအကျအတိအသေးနေကြတာပါကျွန်တော်တို့230နဲ့အချိန်ကုန်ဥပဒေပုံမှန်မှာလဲသမနာခန့်အပ်နိုင်တဲ့အတိုင်းကြတယ်ရှိတယ်နော်ဒါအချိန်ကုန်ဥပဒေပုံမှန်မှာလဲရှိတယ်အဲ့တော့ အဲ့တော့ဒီပေါ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လွှဲမှနေတဲ့မြင်လေးတွေပေါ့ကျွန်တော်အနေနဲ့ရှင်းတာနေဖြစ်တယ်နော်အဲ့ဒါက senior second theory အားလုံးအရာပေါ့နော်အဲ့နောက်တစ်ခုလက်တွေ့ကျတဲ့နိုင်ငံရေးမှာကြတော့လေအဲ့တော့ဟိုဘယ်လိုပါမလဲဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရေးမှာအခေအားလို့ပြောလို့ရတယ်တမရတော်မှာပဲသူ့ကိုဒါတို့ရယူဆတာပေါ့ဒါဒေါအောင်ဆန်းစုကြည်ကခိုးပြီးဖတ်ပြီးတော့အပ်တဲ့ပုံစံမျိုးတွေဒီကိုဆွဆွဲလာကြတာရှိရပေါ့နော်အဲ့ဒါလေးအဓိကရှင်းတာချင်တာပါသူဘယ်သူဘယ်သူနာမည်နဲ့အပ်တာလဲတဲ့နိုင်ငံပိုင်းအကောင့်လားတဲ့ personal account လားမသိကောင်းပါလားရန်နိုင်ဆိုနော်သူမိတယ်မိကွာနိုင်ငံပိုင်းအကောင့်ပါနိုင်ငံပိုင်းအကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့

အတယောက်ကလည်းရှိရင်တယောက်ကတပုတ်လေးလေးပြောတယ်တပုတ်လေးပြောကြလို့ရှိရင်ဟုတ်တယ်လည်းဖြစ်လာတယ်ဟုတ်တယ်လည်းဖြစ်လာပြီးတော့တယောက်ကမိုးတွေပွားလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါန်ဆန်းစစ်ကြီးဘက်မှာတောင်းများများပေါ့နော်မိုးပွားလာတာရှိရပေါ့နော်နိုင်ငံရေးကောင်းတယ်နိုင်ငံရေးကောင်းတယ်တော့ရပါလားအဲ့တော့ဒီငွေချေးကိုဒီ1ဘီလီယံပေါ့1ဘီလီယံငွေချေးတွေကို NUG ကထုတ်ပို့စူးစမ်းတယ်အခုစူးစမ်းနေနော် NUG ဘာကြောင့်စူးစမ်းလဲဒီငွေချေးတွေကိုသူတို့ကအဲ့တော့ဘာဖြစ်လဲတရားဝင်အစိုးရဖြစ်တဲ့ကြောင့်ထုတ်ဖို့ကြိုးစားနေပေမဲ့လုံးဝမရပါဘူးထို့သူအဲကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့အဥပဒေအွန်လိုင်းကလည်းဒီငွေကြေးတွေကိုပြန်ထုတ်ဖို့ကြိုးစားတယ်သူလည်းထုတ်ဖို့ထုတ်လို့မရဘူးအဲထို့သူ ဒီပေါ့အန်ယူဂျီလက်ထုတ်လို့မရသေးပါဘူးဘယ်သူထုတ်လို့ရမလဲဆိုတာမသိချာဘူးအဲ့တော့နိုင်ငံရန်ချားမှာတွားပြီးတော့တွားရောက်ပြီးတော့အနှံတဲ့ငွေဟာအဲကျွန်တော်ဘယ်လောက်ရှိမှာဆိုရှင်ဘန်နီကုန်းပေါင်းမှာဆိုကျွန်တော်တုံးတက်ကြည့်တာပါနော်အလုံးပေါင်း6ဘီလီယံ9ဘီလီယံဒီပါရှိပါလေအမေရိကန်ဒေါ်လာတွေပဲနော်အမေရိကန်ဒေါ်လာတွေပါအစိကူပန်ပါလေပတ်ထားတာရှိအောင်ပေါ့နော်အဲ့တော့ဒီငွေကြေးတွေအားလုံးကိုတော့စုမခိုးဘူးပြောတာအောင်မခိုးရလဲလို့ကြားတယ်ဒါစင်းနေစင်ကဥပဒေရကျွန်တော်တိတ်ချဖတ်ကြည့်ပါနော်2023 2023ဘန်ဥပဒေမှာအခန်းကြီးဘယ်လောက်မှာရှိမှာဆိုတော့အခန်းပေါင်း6အခန်း6ခုနဲ့တောင်ဖွဲ့စည်းထားပါလေအဲ့ဒီမှာဘန်ဥက္ကဋ္ဌရဲ့စီမံကုတ်ကဲမှုသူရဲ့ order ပဲရှိရပါမယ်အဲ့တော့ ဘန်ဥက္ကဋ္ဌတွေကိုနိုင်ငံတကာမှာလည်းဒါမျိုးပဲဒါမျိုးပဲခန့်အပ်ပါတယ်ဘန်ဥက္ကဋ္ဌကိုခန့်ပြောရှင်မြန်မာနိုင်ငံအနေနဲ့တမရကနေပြီးတော့ဘန်ဥက္ကဋ္ဌကိုအဲဘယ်လိုခေါ်မလဲဆိုရှင်ထုတ်ချလို့ရတယ်နိုင်ငံခြားမှာချုပ်နိုင်ငံတွေမှာတော့ဘန်ဥက္ကဋ္ဌဘယ်လောက်ထိဩဇာဘန်ကာဘွန်ဘန်ကာကြီးဘယ်လောက်ထိဩဇာကြီးလဲမကြီးလဲဆိုရှင်အစိုးရကတော့ထုတ်ချလို့ရအောင်အရင်ကြီးဂရုံးသုံးကနိုင်လာပြီးဥပဒေချုပ်တော့ပြီးစာမတာလေဒီဘန်ဥက္ကဋ္ဌထုတ်ချလို့ရအောင်ဘန်ဥက္ကဋ္ဌကဘာကြောင့်မလို့နိုင်ငံတွေမှာတီးချပေါ့ဒီချောဩဇာအနာတက္ကမရှိတဲ့သူတယောက်ဖြစ်သတ်မှတ်တယ်ဆိုရှင်နိုင်ငံတကာငွေကြီးစီးစင်းမှုတွေမှာနော်ရုံကြည်မှုရှိဖို့တယ်အဲ့ဒါကြောင့်မလို့လည်းလည်းခန့်အပ်လို့မရအောင်သမနာကဘန်ဥက္ကဋ္ဌကိုခန့်အပ်မယ်ဆိုရှင်ဘန်ဥက္ကဋ္ဌကသူကခန့်အပ်လိုက်တယ်ခန့်အပ်ပြီးလို့ရှင်မရသေးဘူး ဒီအောင်စုလွတ်တော်လွတ်တော်နှစ်ရက်စလုံးကနေပြီးတော့အတီးပြုတ်ပေးရတယ်အတီးပြုတ်ပေးပြီးမှသာလင်းသူဟာတရားဝင်ဖြစ်တယ်အဲ့တော့အရန်ကိုခိုင်မာတဲ့အရန်ကိုခိုင်မာတဲ့ position ကြီးတစ်ခုဖြစ်တယ်ပေါ့နော်ရက်ကောက်ပွဲပြီးထုတ်မယ်ကွာအဲ့တော့မြန်မာနိုင်ငံရဲ့အခုပေါ့နော်အဲနိုင်ငံရေးအခြေအနေတွေကိုအမေရိကန်အနေနဲ့ဘယ်လိုသဘောထားလဲဆိုတဲ့ပုံမှန်မူတည်ပါတယ်ဥပမာပြရက်ကောက်ပွဲပြီးသွားလို့ရှိရင်ဒီ1ဘီလီယံပြန်ရနိုင်သလားဒါလည်းကျွန်တော်ထပ်တော့စဉ်းစားရမယ်ထပ်တဲ့စဉ်းစားတဲ့အခါမှာဘယ်နေရာမှာသွားပြီးအဓိကအသက်သွားဖြစ်နေတယ်လဲဆိုတဲ့အခါကျတော့အခုကုမင်း online ပေါ့နော်အာနာယူထားတာဟာတရားဝင်သလားမဝင်သလားဆိုတဲ့ပုံမှန်အများကြီးအများကြီးစကားပြောပါတယ်အဲ့ဒါ ဒီဆုံးဖြတ်ချက်ကဥမင်းအွန်လိုင်းရဲ့လုပ်ရက်ကတရားဝင်နေဆိုပြီးတော့အမေရိကန်အစိုးရအနေနဲ့ရှုမြင်လို့ရှိရင်ဒီငွေကြေးကိုဥမင်းအွန်လိုင်းထုတ်လို့ရမယ်အဲ့လိုမှမဟုတ်ဘဲဒီ NUG ပေါ့ NUG ကတက်ဖို့တရားဝင်တယ်လို့ပြောထားတာရှိတယ်အဲ့တော့သူကတရားဝင်တယ်လို့ပြောလို့ရှိရင်ဒီငွေကြေးကို NUG ကထုတ်လို့ရမယ်အဲ့အဲ့လိုတိုင်းတာရှိတယ်အဲ့တော့ကျွန်တော်သုံးသက်ကြည့်တာတော့နှစ်ဖွဲ့စလုံးဘယ်သူမှတော့ရမှာမဟုတ်ဘူးဗျာဘာကြောင့်လဲဆိုတော့ UMN online ရဲ့ဒီအာနာထိမှုကိုလည်းအမေရိကန်ရဲ့ရှုမြင်မှုကလုံးဝတရားမဝင်သောအာနာထိမှုပေါ့သူတို့အာနာသိမ့်တယ်လို့သတ်မှတ်တာပဲနော်အဲ့ကြောင့်မလို့ထုတ်ရမရဆိုတာဆရာကပြောတယ်လို့ပေါ့နောက်ဆုံးအဖမ်းခံရတာကနိုင်ကျင်းကိုအများထင်နေကြတာကိုမောင်တိတော့ပြောပြစေချင်ပါတယ်ချွတ်ချွတ်လေးနဲ့ ဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြောင်းအရာခုနဲ့ထပ်ပြီးပြောပါမယ်နော်အခုလောလောဆယ်ကကျွန်တော်ဒီဘန်ကိစ္စလေးရှင်းပြပြီးတော့အောင်စန်းစုကြည်ပုံမှာအမြင်လွဲနေရလေးတွေပေါ့နော်လောဆယ်ကဘာဘာမှတော့မှဥပဒေအကြောင်းအရာပေါ့လေနော်ဥပဒေအကြောင်းဘာဘာမှသူနဲ့ပတ်သက်ဆက်သက်လို့လောမရအောင်ဥပဒေကလည်းသူထုတ်တဲ့ဥပဒေမဟုတ်ဘူးဥသိမ့်စိန်ထုတ်တဲ့ဥပဒေနော်အဲ့တော့ဥပဒေမြင့်ထုတ်တဲ့ဥပဒေလည်းမဟုတ်ဘူးတန်ခိုင်ရေးအစိုးရပေါ့နော်တန်ခိုင်ရေးအစိုးရရဲ့နိုင်ငံရေးအဲဘယ်ကောမတီဆောက်အပိုင်းမှာပါသွားပါတော့တော့ပါလေတန်ခိုင်ရေးအစိုးရအနေနဲ့ကချီးကျူးရမှာလေအများကြီးရှိတယ်နိုင်ငံကိုခင့်မိအောင်ကောင်စားစုကြီးအစိုးရနဲ့တက်ခိုင်ရေးအစိုးရနဲ့ကျွန်တော်ဒီကိစ္စအမှန်ပြောလာပြောလာပြောပေါ့နော်။ကောင်စားစုကြီးအစိုးရနဲ့အဲတက်ခိုင်ရေးအစိုးရဘယ်အစိုးရကိုတော်တယ်လဲပေါ့နော်။အဲ့ဒီနေရာမှာကျွန်တော်စပြီးပြောရအောင်။ ကျန်တဲ့အစိုးရကအဲလုံလုံဟန်နေသူတို့ကဒီနိုင်ငံသူတို့လက်ရပဲလေဟိုဝီနေကလည်းဒီပုံစံပဲဆိုတော့သူတို့ပဲကန်နေတာဆိုတော့သူတို့ပြန်ပြီးအာနာရလာတယ်အာနာရလာပြီးမှသူတို့လုပ်တာနေအလုံးဟာနိုင်ငံကိုအများကြီးအများကြီးရှေ့ရောက်သွားစီတကယ်တော့တော့ရတယ်ချက်ကန်ရဆိုရနော်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာဘာတစ်ခုပဲကျွန်တော်ဝေမယ်လို့ဆိုတဲ့ခါကြတော့ကျွန်တော်2010ပေါ့မတိုင်ခင်နော်2010 2017မတိုင်ခင်မတိုင်ခင်မှာကျွန်တော်ဆောက်ချုပ်ရင်းနေခဲ့ရတယ်နေခဲ့တဲ့ခါမှာဖုန်းလိုင်းစင်နဲ့ပိတ်ထားတယ်ကားလိုင်းစင်နဲ့ပိတ်ထားတယ်အဲပိတ်ထားတဲ့အခါမှာဈေးတွေမတရားကြီးကြီးမားမားပြီးတော့ညာအဲ့တော့ရှေ့အချိန်ကဥပဒေနဲ့ အုပ်ချုပ်တဲ့အခါမှာတို့အုပ်ချုပ်ချင်တဲ့အုပ်ချုပ်လို့မရဘူး။နောက်ရှိခြေကအုပ်ဒီလိုပဲအုပ်ချုပ်တာမှန်တယ်။ဒါနဲ့ဘူးမတူတော့ဘူး။အခုကြီးဆိုတဲ့အတွက်ကြောင့်မလို့ဥပဒေအကြောင်းညာပေးဖို့ပေးရတယ်။ပေးတဲ့အခါမှာတော့ခင်ဗျားတို့ဖုန်းတွေအဆင်ပြေသွားတယ်။ကားတွေဈေးပတ်တာသွားတယ်နော်။လူခွေတွေအများကြီးရသွားတယ်။အားလုံးလည်းပျော်ရွှင်သွားတယ်နော်။အဲ့တော့ဒီကလူဟာရေးမကြည့်ဘူး။မူဟာအရင်ရေးကြည့်တယ်။မူနဲ့ဥပဒေကအရင်ရေးကြည့်တယ်။အဲ့တော့ဒီညမှာကျွန်တော်ကမှတစ်ခုပြန်လိုက်ပါလိမ့်မယ်။တို့တို့ပိတ်ထားတော့တို့ပြန်ဖွင့်ပေးတာလေ။ဒါဟာချင်းတင်ပြအောင်မှလာစီစကားလေးကိုကျွန်တော်ဒီလိုအတူတူနဲ့ပြောပြရရှိပါလိမ့်မယ်။ဟုတ်ပြီ။အကျောင်းကဒေါက်ဆာစစ်ကြီးအစိုးရရဲ့အဲဘောမဆိုရှင်အရင်ချုပ်ကျွန်တော်ကြည့်တယ်လို့ဆို။ဒေါက်ဆာစစ်ကြီးအစိုးရရဲ့အရင်ချင်းကြောင်းရင်းမှာဒေါက်ဆာစစ်ကြီး ီရင်းအပိထောက်ခံမှုတအားများတယ်။အဲဒါတို့ကိုကျွန်တော်တို့ကသိရမှာဖြစ်တယ်နော်။အထူးသဖြင့်ဒီပါအပိထောက်ခံမှုတအားများတယ်။သူ့လက်ထက်မှာတန်ငင်းတမန်ငင်းနေအများကြီးဖွင့်တာကဘာကဘယ်တော့မှမတကားမဖွင့်ဘူးတဲ့။ဘယ်တော့မှမပေးဘူးတဲ့။ကျိုးစီပွားတွေခံစားခွင့်တွေကိုပေးတယ်။အဲဒါကသိမှန်းတယ်။တန်ငင်းတမန်ငင်းဟုတ်ပြီ။ဒါမြင်လေဦးသိန်းစိန်အစိုးရနဲ့တန်ထိုင်အစိုးရကျွန်တော်တို့တို့ထောက်ပြတဲ့ခါမှာသူတို့ပိတ်ထားတာကိုသူတို့ပြန်ဖွင့်တာ။အဖြစ်လို့များသူကအရန်ကြီးပေါ့နော်ဟိုစင်းလုံးကြောကြီးလိုညှဆနေရမှာလေတို့ကျွန်တော်သုံးသပ်ရတယ်ပဲတော့ဆန်းစုကြည်ဒီလေအဲဝေဖန်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတန်ငင်းတမန်ကြီးနေဆိုတော့သူ့ကြောင့်ပဲအပိတ်ခံတာလို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲသူကိုယ်တိုင်ပဲတောင်းဆိုလာတာရှိတယ်စီးပွားရေးလာမလုပ်ပါနဲ့ဘောနော် မြန်မာနိုင်ငံကိုအရေးယူပေးပါကောင်ဆန်းစုကြည်နဲ့သူနဲ့ performance တော့သူ့မှာမဟာမိတ်အားလုံးကအမြဲတမ်းမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ပေးပါဆိုတော့အမြဲတမ်းတောင်းဆိုနေတဲ့အတွက်ကြောင့်မလို့နိုင်ငံတကာကဘယ်သူမှလည်းလာမလဲမြန်မာနိုင်ငံတကားပိတ်ခံထားရတဲ့အဆင့်ဖြစ်နေတယ်။ဦးသိန်းစိန်ကြီးစူးစမ်းတဲ့ကြောင့်မြန်မာနိုင်ငံအတိုင်းအတာလူတွေတကားပွင့်လာတယ်။ဒါမဲ့ဒေါအောင်ဆန်းစုကြည်ကိုတိုင်ကသူပိတ်ထားတဲ့တန်ငင်းတမန်ငင်းကိုသူပိတ်ထားတဲ့စီးပွားရေးကိုသူကိုယ်တိုင်ပြန်ဖွင့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့လက်ထက်မှာကျွန်တော်တန်ငင်းတမန်ငင်းတွေအရန်တိုးတက်လာတာမှန်မြင်မဲ့ကျွန်တော်ကသူ့ကိုလည်းစဉ်လုံးကြောက်လို့ကျွန်တော်ကတတ်မှတ်လို့မရဘူး။ဘာကြောင့်လဲ။ဒီတန်ငင်းတမန်ငင်းတွေကသူကိုယ်တိုင်ပိတ်ထားတာ။ဒီစီးပွားရေးတွေကလည်းသူကိုယ်တိုင်ပဲပိတ်ဖို့တောင်းဆိုလာတာဖြစ်တယ်။အဲ့တော့သူပိတ်ထားတဲ့စီးပွားရေးကို သူပြန်ဖွင့်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ငောင်းစန်းစုကြည်ဆိုရအောင်အနီရောအစိရောကတနည်းအားဖြင့်အဲဘယ်ကောင်မဆိုတော့တော်တဲ့နေရာမှာလဲတော်ကြတယ်လို့အဲဝေဖန်မယ်ဟိဆိုလို့ရှိရင်နှစ်ဖက်စလုံးမှာဝေဖန်စရာအကြောင်းတွေရှိနေပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အနီပဲတက်တက်အစိမ့်မဲ့တက်တက်တို့အားလုံးပြရမှာကဘာလို့ဆိုလို့ရှိရင်ဒီလူတွေပဲပြန်တက်ပါစေအောင်ဒါပေမဲ့အုပ်ချုပ်မဲ့ဥပဒေ system တွေနဲ့နော်ဥပဒေရေးရတယ်ကဒီလူတွေမဟုတ်ဘူးဒီအတိုင်းမဟုတ်ဘူးဆိုတော့သိစေချင်တယ်အဲ့တော့ထားပါတော့ကြာဥမင်း online နဲ့အခုအကြံခံရေးနော်အခုဘုံချုပ်တွေဘုံချုပ်တွေကြံခံပြီးတော့ခုံစင်းလာတော့အားလုံးတွေ့ကြလိမ့်မယ်တို့ပါတော့လည်းပဲလူတွေကဒီလူပဲမှန်တယ်ဒါပေမဲ့အုပ်ချုပ်ရတဲ့ဥပဒေမတူတဲ့အတွက်ကြောင့်မို့လို့ ဥသိန်းစိန်ကအရင်ကစစ်သားဖြစ်မှာပိတ်ခဲ့ပေမဲ့သူဟာရတအစိုးရဖြစ်တဲ့ခါမှာတော့အားလုံးကိုဒီမိုကရေစီနဲ့အုပ်ချုပ်ရတယ်လို့ပဲအခုစစ်ကောင်းဆောင်တွေပေါ့အဲသူတို့အခုစစ်တပ်ရဲ့ဥဆောင်မှုနဲ့တူအာဏာထိန်းထားတဲ့အချိန်မှာသူတို့အုပ်ချုပ်ရပုံစံတမျိုးဖြစ်နေပေမဲ့ဒီရေးကောက်ပဲပြီးတော့လို့ရှိရင်အုပ်ချုပ်ရပုံစံတမျိုးဖြစ်သွားတယ်အဲ့တော့ဒီကျွန်တော်ဒီစက်ကစစ်မှာကျွန်တော်အထူးထုတ်ပြတဲ့လားကဥသိန်းစိန်အစိုးရကိုလည်းကျေးဇူးတင်နေစရာမလိုဘူးလို့ဘောင်ဆန်းစုကြည်ကလည်းကျေးဇူးတင်ရလောက်အောင်တန်ခိုးတမန်ခင်မှာကျေးဇူးရှိတာတော့မဟုတ်ဘူးကွန်းနဲ့ပြောရင်သူကိုယ်တိုင်နဲ့ Facebook ကိုတောင်းဆိုခဲ့တာတောင်းဆိုခဲ့တာတွေကိုသူကိုယ်တိုင်ပြန်ဖွင့်ပေးတာဖြစ်တယ်ဥသိန်းစိန်ကလည်းသူကိုယ်တိုင်ပိတ်ခဲ့တဲ့ရောက်သူကိုယ်တိုင်ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်အဲ့တော့ အနီဘက်ကကြီးလက်ကြည့်မယ်လို့အစိမ့်ဘက်ကကြည့်မယ်ဟဲ့ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကျွန်တော်လိုက်လို့နားမထောင်တာကောင်းတယ်အကြောင်းလိုက်နားထောင်မယ်ဆိုလို့ရှိရင်တော့ဒီဒီချက်ကြောင့်နိုင်ငံရေးနားလေချင်မှနားထောင်ပါလို့ပြောချင်တယ်နော်အဲ့ဒါဒီရေကောက်ပေးပြီးသားလို့ရှိရင်ခင်ဗျားတို့ဦးသိန်းစိန်လက်ထက်ကအခြေခံဥပဒေဒေါ်စုကြည်လက်ထက်ကအခြေခံဥပဒေဖြစ်တဲ့ကြောင့်မလို့ခင်ဗျားတို့ရခဲ့တဲ့အခွင့်အရေးကိုအပြုအမူမပြတ်ပြန်ရမှာဖြစ်တယ်နော်ဒါပေမဲ့လူကတော့တောင်းရင်ခံလို့မရဘူးလူကတော့ဒေါ်စုကြည်မှားတော့လို့မရှိဘူးဒါပေမဲ့ဘယ်သူပဲတက်တက်ပါဦးသိန်းစိန်ကောက်လာကျွန်တော်ပြောလိုက်မလားဦးသိန်းစိန်ကငါပေးချင်လို့ငါပေးလို့ပေးတာပါဆိုလို့ရှိရင်နံပါတ်ပိတ်ချင်လိုက်ကျွန်တော်ရှင်းမယ်နော်အေးဒီမပေးပြတည်သူခွင့်ရငါ့ကိုပေးလို့ပေးရမှာဒေါ်စုကြည်ကတက်လာပြီးတော့ဟဲ့ငါလက်ပေးကြလာလေဆိုလို့ရှိရင်နံပါတ်ပိတ်ချင်လိုက်ကျွန်တော်ရှင်းပါမယ်နော် ချိန်ကဥရေရခင်ဗျားတို့နဲ့အစိုးရဒီလက်မှတ်ထိုးထားပြီးသားစာချုပ်ဖြစ်တယ်ဆိုတာသိဖို့လိုတယ်ခင်ဗျားတို့မှာခင်ဗျားတို့အခွင့်အရေးရှိတယ်နော်ဥပမာဖြင့်ကျွန်တော်အကျွန်တော်ရဲ့ Facebook account ပေါ့ Facebook account ဖိတ်ခံရတယ်ဖိတ်ခံရတဲ့ခါမှာအကျွန်တော်ဒီနေ့နော်ဒီနေ့ပြီးလိုက်ရတယ်ကျွန်တော် account ကိုတဲ့နော်ဘာမှမဆိုတော့ Facebook ပိတ်လိုက်ပါပြီပိတ်လိုက်ပြီဆိုတော့ကြောင်းနေနေလဲလားဥပဒေကြီးစိုးရနိုင်ရလေကြောင်းအဲ့တော့ကျွန်တော်မလုပ်ရမလဲကျွန်တော်မှာကျွန်တော်ဘက်ကရက်တည်ပေးမယ်ဥရောပကဒီဥပဒေ ဖွဲ့စည်းကြီးတွေကိုသွားပြီးတော့ကျွန်တော်အနေနဲ့တိုင်လိုက်တယ်တိုင်လိုက်ခါမှာသူကလက်ခံလိုက်ပြီလက်ခံပြီးဆိုတဲ့ပြင်ကြောင်ကိုကျွန်တော်အကူအညီသူကတိုက်ပွဲဝင်ပေးလိုက်မှာဆိုလိုချင်တာက Facebook သုံးပြီဆိုတဲ့ကကိုကလည်းလက်မှတ်ထိုးတာသူကလည်းလက်မှတ်ထိုးတာဖြစ်တယ်အဲ့တော့ရောက်ဘလို့ဘလို့မှမတရားလုပ်လို့မရဘူးဟာဒီဆိုတာလေကျွန်တော်ချိန်ကဥပဒေအကြီးဆိုတာဖြစ်တယ်အဲ့ကျွန်တော်ဆောက်ကြရပါတော့ကျွန်တော်ပြရရှင်းစစ်တယ်ကျွန်တော်ပြရပါတော့ဟုတ်ပြီအရင်တုန်းကအတိုင်းနဲ့ပြန်ရမယ်လို့ဘလို့တတိနဲ့အာမခံပြီးပြောရတာလည်းမသိဘူးလေလူတော့ပြန်ရဖို့မရှိဘူးနော်လူတော့ပြန်ရဖို့မလိုအရင်တုန်းကလူတွေပြန်ရဖို့မလိုဘူးဒါပေမဲ့တော့ခင်ဗျားတို့ကိုအုတ်ချက်ကမှာကလည်းဒီလွတ်တော့ဒီတီတူနော်ပြောရရှင်ဒီ ဒီစနစ်ဒီစပိုင်းနဲ့သွားမှာခင်ဗျားတို့ရလာတဲ့အခွင့်အရေးဒီအခွင့်အရေးတိုင်းနဲ့ခင်ဗျားတို့ပူပေါင်းဆောင်ရွက်မှုပြည်နယ်ပေါင်းငင်းငန်းလဲဆိုပါမှုဒီပြီးတော့ခင်ဗျားတို့ပြန်ရမှာဖြစ်အဲ့တော့ပြောလိုက်ပါမယ်ဒီဥပဒေနဲ့အုပ်ချုပ်ရအောင်ဆိုပြည်နယ်တွေအခုကဒီစနစ်ကဒီကောင်းဆောင်တဲ့အုပ်ချုပ်မှာသွားဆိုမယ်ကောင်းဆောင်တဲ့အုပ်ချုပ်ကမှလည်းအုပ်ချုပ်ရတဲ့စနစ်ပုံစံမတူဘူးဘယ်နဲ့ပေးလို့ပြီးတော့ဘူးချေအုပ်ပြပေးခိုင်းလို့ပြီးတာလောက်စစ်ချေပေးလို့ပြီးတော့ချေချောက်ပြပေးတာအဲထုတ်တူပဲ ဥမေအွန်လိုင်းမပေးချင်လည်းပေးရမှာပေးချင်လည်းပေးရမှာအချိန်ကဥတွေရပေးရမှာအဲ့တော့ကျွန်တော်တို့ကအချိန်ကဥတွေကိုလက်မျိုးမထိုးဘဲနဲ့အခုကျွန်တော်ဥတိုင်းဒေါအောင်ဆက်စီလက်ထက်ကမဲဆယ်သွားတဲ့ဒီရုပ်ရှင်ဥပညာရှင်တွေအုံနောက်ကိုပဲသူတို့ကိုပဲကျွန်တော်လည်းအပြစ်တင်နေတာဘာကြောင့်လဲဆိုတော့လူတွေကိုဥပဒေကြီးဆုံးမှုဥပဒေရဲ့ပုံစံ system တွေ့ရအလုပ်လုပ်ပုံကိုအသွားပဲနဲ့လူလူချင်းမုန်းတီးမှုပုံမှာအဓိကထားတဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံရေးပေါ့နိုင်ငံရေးရိုက်နေတဲ့ဟိုဘယ်လိုခေါ်မလဲမဲဆယ်ကားတွေရိုက်နေတယ်ဒီရုပ်ရှင်သေယုတ်ဆောင်တွေဒီလူတွေပုံမှာအများကြီးတာဝန်ရှိတယ်ဟုတ်လားအဘယ်လိုခေါ်မလဲဆိုတော့အချင်းချင်းပြေးပြေးပုံနဲ့ဥပဒေကြီးဆုံးမှုတစ်လုံးမှမပါဘူးအဲ့သူတို့စိတ်ကဘာလို့မှမလုပ်ခဲ့တာလေအခုဒါမျိုးလုပ်ခဲ့တာလေဆိုတာပဲလာနေတာ ော့ဥပဒေရှိရင်ဥပဒေနဲ့ပြည်သူ့အမှအစိုးရပြန်ကင်လို့ရတယ်ပြန်တိုင်လို့ရတယ်ဒါဟာအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်နေပြီဒါကတော့ဒီကဇာမပေးမင်းနဲ့စိမ့်မုံဒီရေးဖြစ်ပါလားကြံကြံရေးမုံဒီရေးအဲ့လိုမျိုးတွေဖြစ်ကြတယ်နိုင်ငံကဘလို့မှဒီလိုမျိုးနိုင်ငံရေးနားမလဲတဲ့ဒီရုပ်ရှင်သတင်းအမှုပညာတွေရဲ့မဲဆွယ်မှုကြောင့်တပတ်တပတ်တမဲဆွယ်မှုကြောင့်ပေါ့နော်အဲ့ဆောင်နေဖြစ်ကုန်တယ်ပြည်သူလူထုကလည်းနိုင်ငံရေးရလည်းအားပါပဲဘာလို့ဆိုတော့ကျွန်တော်စမ်းစစ်ဒီကိစ္စဆိုလဲခင်ဗျားတို့ဒီလောသူတရားခိုးတယ်လို့လောသူတရားလုတယ်လို့ဒီဦးစိန်ဦးစိန်စိန်လက်ထက်ကိုကျွန်တော်တို့အခြေလိုက်ရမယ်ဆိုတော့ကျွန်တော်ရအောင်မှမသိဘူးအခုပို့ပြီးအောင်ဆိုနေအခုဒီကိစ္စဟုတ်နေတဲ့ကြောင့်ကျွန်တော်နဲ့အလိမ်ညာတွေဖြစ်နေတယ်နော်အသက်80ကျော်ဘာကြီးကိုပြန်လှုပ်ပေးဖို့ရောရှိသလားတဲ့ ဲ့တော့အာသူ့ကိုပြန်လှုပ်ပေးဖို့ပြန်မလှုပ်ပေးဖို့ဆိုတာဒီပေါ့အခုလက်ရှိယာယီတမားကြီးဦးမင်းအောင်လာဦးမင်းအောင်လည်းပတ်သက်ပြီးတော့ကျွန်တော်ပြောပါမယ်နော်သူရဲ့စိတ်စည်တနာသူရဲ့နိုင်ငံရေးစိတ်စည်တနာပေါ့နိုင်ငံရေးစိတ်စည်တနာပေါ့အများကြီးမှုတည်ပါလေသူနိုင်ငံရေးအားဖြင့်ဘယ်လောက်ထိစည်တနာထားလဲဆိုတဲ့ပုံမှန်မှုတည်တယ်ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆက်ဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထားနေရီကံပင်မပြူဟာကုန်းလေချောင်းရံကာကွယ်ရေးစခန်းကြီးကိုအေးအေးတသိန်းမကွေးတိုင်းငဖဲမြို့နယ်ပရန်တက်နယ်ရှိစစ်ကော်မရှင်ဤနေရီကံပြူဟာပင်မစခန်းကြီးကို အာရခတတော် AA နှင့်ပူးပေါင်းတက်များအပိသက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းသိရသည်။အောက်တိုဘာ30ရက်နေ့ညပိုင်းကလေးကစခန်းတွင်းရှိစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစင်ကလေးအားဆုတ်ခွာထွက်ပြေးသွားကြပြီးလေကြောင်းပစ်ကူများကြားမှစခန်းကို AA ကသိမ်းယူလိုက်ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရသည်။ တိုက်ပွဲကတော့ဖြစ်နေတယ်လေချောင်းကလည်းဆက်တိုက်ကျဲနေတယ်ဗျဒီနေ့ဆက်တရက်နေ့မနက်ပိုင်းထိကို10နှစ်နဲ့လာကျဲနေတာဟုမကွေးတည်ရင်မြစ်က AR တိုင်းကိုပြောသည်စစ်ကော်မရှင်သည်စခန်းမှထွက်မပြေးမီဟောင်းဝစ်စာအမြောက်များကိုလည်းရင်နှင်းများဖြင့်တဲထုတ်သွားကြောင်းတည်ရင်မြစ်ကဆိုထားသည်စစ်ကော်မရှင်တပ်သည်နက်ရီကန်ပြူဟာပင်မစခန်းကြီးကကင်းစခန်းဖိုက်တာကုန်းသိမ်းယူခံရပြီးနောက်တပ်ပြက်ကနက်ရီကန်စခန်းဘက်သို့လက်နက်များဆုံကတဆုပ်ပြေးရာတွင် နတ်တပ်ဖွဲ့များ၏လိုက်လံတိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်းသိရသည့်စစ်ကော်မရှင်သည်နတ်ရီကံပြူဟာမကြစေရအတွက်လေကြောင်းပစ်ကူစက်တိုက်ပေးခဲ့တော်လဲစစ်ကော်မရှင်တပ်ဖွဲ့ဝင်များစခန်းဆုံးထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်များထံမှသိရသည်အေအေသည်နတ်ရီကံကကင်းစခန်းကုန်းများဖြစ်သည့်တာဝါတိုင်းကုန်းကုတ်ကြီးစခန်းဖိုက်တာကုန်းတို့ကိုစက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပိတ်ဆို့တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်သည့် ပဒန်းတက်နဲ့အတွင်းရှိတက်မှ69တီးတေဆုံးထိခိုက်များစွာနဲ့နောက်တန်းပြန်သွားပြီးနောက်အမှတ်16စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ16လက်အောက်ခံတရင်များနဲ့ရေကန်တို့ရောက်လာခြင်းဖြစ်သည်အင်အား1500ခန့်သုံးထားသည့်စစ်ကော်မရှင်ဤတမ69မှာအင်အား900တာနောက်တန်းသို့ပြန်နိုင်ခဲ့ပြီးအင်အား300ခန့်မှာစွန်တက်နှင့်နှက်ရီကန်တဝိုက်အင်အားဖြန့်ကျက်ခံခဲ့ရကအင်အား900ခန့်မှာတိုက်ပွဲအတွင်ပြုံးတိခဲ့ခြင်းဖြစ်သည့်စစ်ကော်မရှင်သည့် လက်ရည်ကစခန်းမကျစေရန်အမှတ်ထောက်ခံနေသောပြည်သူတွေရဲ့စံတော်ကိုတော့ခင်ဗျားတို့လေ့စားမှုရှိရလိမ့်မယ်။ပုံပွေမုံလို့ရတယ်။ဒါပေမဲ့သူ့အားပေးထောက်ခံတဲ့ပြည်သူမိကြတဲ့ဒေါသကြီးကဘယ်လောက်ထောက်ခံကြလဲဆိုတော့အားလုံးသိလိမ့်မယ်။ဒါဟာနိုင်ငံရေးရဲ့ရွေးတစ်ခုတော့ဘူးတဲ့အားစုတစ်စုပဲ။အဲ့ဒါကိုသိဖို့လိုတယ်။ခြေကံဥပဒေကိုလည်းအုပ်ချုပ်သူကရောတဲ့လိုက်နာနိုင်ပါမလားပုံမှန်ရေးတဲ့လိုက်မနာမှာကိုပဲစိုးရိမ်မိတယ်တဲ့ခြေကံဥပဒေကိုအုပ်ချုပ်သူကလိုက်နာမလားဆိုတဲ့ခါကျတော့အခုလွတ်တော်တွေကိုဝင်သွားမှာပါတီပေါင်းဆောင်ဖြစ်တယ်နော်အဲ့တော့ဒီပါတီအားလုံးကခြေကံဥပဒေနဲ့သွားမှာခြေကံဥပဒေကိုမလိုက်နာဘူးဟဲ့ဆိုလို့ရှိရင်ခင်ဗျားတို့မှာခြေကံဥပဒေရပေးထားတော့အခွင့်ရရှိတယ် ဲ့ဒီခွေကခင်ဗျားတို့လမ်းပေါ်ထွက်လို့ရဆန္ဒပြလို့ရတယ်အခုတော့တမလို့နော်အခုကခင်ဗျားနိုင်လို့လည်းပိတ်ထားခံရတယ်နော်အဲ့တော့ခင်ဗျားအခုကျတော့မမလို့နဲ့ရွေးကောက်ပဲပြီးသွားလို့ရှိရင်ခင်ဗျားတို့စနစ်တကျနဲ့ခင်ဗျားတို့ဆန္ဒပြလို့ရတယ်နောက်ဆုံးပြပေါ့ဗျာနော်တို့ကလည်းအခြေခံဥပဒေတော်မှလိုက်နာဘူးဆိုလို့ရှိရင်ခင်ဗျားတို့တော်လန်နေတာလက်နက်ကင်တွေအုပ်စုတွေရှိတာဒီလိုတွေမြင်ခံနေမှာမဟုတ်ဘူးလေနော်အားလုံးလည်းစောင့်ကြည့်နေအကယ်၍သာတက်လာတဲ့အစိုးရအခြေခံဥပဒေလည်းလိုက်နာတယ်ပြည်သူပေါ်မှာလည်းညာတာလေဟုတ်လားပြီးတော့လို့ရှိရင်နိုင်ငံရေးအကြေတုတ်တမှုတွေဆောင်ရွက်နေတယ်ရင်းငယ်ရေးအကြေတုတ်တမှုဆောင်ရွက်နေဆိုတော့ဒီတက်နက်ကင်တွေလည်းကြည့်နေမှာမဟုတ်ဘူးလက်ကားနေမှာမဟုတ်ဘူးသူတို့လက်ဝင်တိုက်ပါတယ်နော်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာတော့မလိုက်နာအခြေခံဥပဒေကြီးကိုစောင့်ထိန်မှာလို့ကြမ်းကြင်ရတယ်မှတ်ထားပါကျွန်တော်တို့တော်တော်လေးဝင်မယ်လွတ်တော်ကိုယ်စားလှယ် လွတ်တော်ကိုယ်စားလှယ်ဟာကြမ်းကြင်ရကြမ်းကြင်ပြီးမှသာလွတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးပုံမှန်60မိနစ်ပေါ့ဗျာမြန်မာနိုင်ငံမှာဟုတ်အာနာထိန်းထားတယ်လို့အာနာသိမ်းထားတယ်လို့ဒါအငင်းပွားမှုရှိနေတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအချိန်ကဥပဒေပုံမှန်62အရနိုင်ငံတော်သမ္မတနဲ့ဒုသမ္မတများဒီနီတိလွတ်တော်ကိုယ်စားလှယ်မှမဖြစ်စေရဆိုတဲ့နော်အဲဒီဒီပုံမှန်တစ်ခုကအခုအာနာထိန်းမှုကတရားဝင်သလားဥမင်းအွန်လိုင်းနဲ့ဒီသူ့ရဲ့ကသူ့ရဲ့ကာလုံကတရားဝင်သလားမဝင်သလားဆိုတာဟာဆုံးဖြတ်ပြီးသွားမှာဖြစ်တယ်ပုံမှန်62ကအဲ့တော့ဒီပုံမှန်62အရ ဆိုရှင်ဒါအချိန်ကောင်းမြတ်မြောက်တည်နေရမှာနော်ဆိုကျင်တာကကျွန်တော်ဗတ်လိုက်ပြီးပြောနေရမှာမဟုတ်ဘူးတည်သူတွေနိုင်ငံရေးဘာဝဖို့လို့တယ်အဲ့တော့ဒီအချိန်ကဥပဒေရလွတ်တော်ကိုယ်စားလှယ်တိုင်းဒီဘာလုပ်ရလဲဆိုရှင်ကြမ်းကျင်ရတယ်ကြမ်းကျင်ပြီးမှသာလေလွတ်တော်ကိုယ်စားလှယ်အထမြောက်တယ်အဲ့တော့ဥဝင်းမြတ်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်လို့နော်တမနာယာတူကပြုတ်ပါတယ်ဆိုပြီးဥမင်းအွန်လိုင်းကသူ့ရဲ့အရေးကိုကြမ်းကျင်တဲ့ဥပဒေနဲ့ကြည့်အချိန်လိုက်တဲ့ခါမှာလို့ဟုတ်တယ်ဥဝင်းမြတ်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်တယ်ဖြစ်တဲ့ကြောင့်မင်းတမနာယာတူကအွန်တိုတုံးစုကြပါတယ်ဟုတ်ကြတဲ့ခါမှာအမေရကဥမင်းစေကစက်ခတ်တယ်ဥမင်းစေကစက်ခတ်ပြီးတော့အဲဘယ်လိုမှဆိုလို့ရှိရင်နိုင်ငံတော်အရေးပေါ်အခြေအနေကြီးညာပြီးတော့ တာလုံးခေါ်လိုက်တယ်အဲ့တော့ပုံမှန်62ရဥဝင်းမြက်ကရောတကယ်ပဲလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီလားအဲအဲ့ဒါကြီးကျွန်တော်မေးရမယ်မေးတဲ့အခါဥဝင်းမြက်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားလားလွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ကြမ်းချိန်ပြီးမှသားလေအထမြောက်တယ် candidate စီနဲ့ဆိုတာဘယ်ကောင်မဆိုတော့လွတ်တော်ကိုယ်စားလှယ်လောင်းနဲ့လွတ်တော်ကိုယ်စားလှယ်ကွဲလဲမှုဒီနေရာမှာကျွန်တော်ဥဝင်းမြက်ကလည်းပြန်ပြီးငင်းခုန်နေတဲ့အတိုင်းဓာတ်တွေရှိတယ်အဲ့တော့ဥဝင်းမြက်ဒီလွတ်တော်ကိုယ်စားလှယ်စစ်ပြီးဖြစ်သွားပြီလားလွတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ဆိုရှင်ကြမ်းချိန်ရတယ်သူ့ရဲ့ office ပေါ့ကျွန်တော်သူ့ရဲ့ဒီရုံးကိုဌာနကိုသူမယူသေးသေးသူ့ရဲ့ကာလပတ်လုံးသူ့ကိုကျွန်တော်တို့က candidate စီပဲတတ်ပါတယ် candidate စီဆိုတော့ကျွန်တော်တို့က ဟိုကိုယ်စလဲလောင်းဖြစ်တဲ့တမတ်ဒီကိုယ်စလဲလောင်းတာလွတ်တော့ကိုယ်စလဲဒီနေရာမှာကျွန်တော်တို့ကပြန်ပြီးတော့ဟို2000ချိန်ကဥတွေကိုပြင်မယ်ဒီပုံမှန်60နှစ်အားဖြင့်ပြင်မယ်ဆိုတဲ့အတိုင်းကြတယ်ကျွန်တော်တွေ့ရတယ်ပြည့်ရတဲ့အတွက်ကြောင့်ဒါမျိုးနောက်တစ်ခါမပြအောင်မလိုလောက်မလဲအဲ့ဒါလည်းရေးကြည့်ရအောင်လွတ်တော့ကိုယ်စလဲဒီတန်းချိန်ရရင်တန်းချိန်ပြောမှလည်းတင်လို့ပြောရရှင်သူ့ရဲ့ရုံးကို तू ကထိုင်းပြီလားရုံးထိုင်းပြီဆိုလို့ရှိရင် तू ကလွတ်တော့ကိုယ်စလဲဖြစ်သွားပြီလွတ်တော့ကိုယ်စလဲဖြစ်သွားရင်တော့အော်တိုပြတ်သွားတယ်အဲ့တော့ तू ကကြမ်းလည်းမချိန်ရသေးဘူးနော်ကျုံလည်းမထိုင်ရသေးဘူးဆိုလို့ရှိရင် तू ကခိုက်တိတ်စီဖြစ်သွားပြီ။ခိုက်တိတ်စီဖြစ်တော့တော့မလို့ तू ဟာလွတ်တော်ကိုယ်စလေလား။ဒါမှမဟုတ်ရှင်လွတ်တော်ကိုယ်စလေလောင်းလားဆိုတာမေးလိုက်။အဲဒီလွတ်တော်ကိုယ်စလေလောင်းဆိုလို့ရှိရင်ဦး ဦးမင်း online အာနာထိန်းတာကအကုန်လုံးအစအနေအစုပ်ဒီရွေးကောက်ပွဲတွေကတရားမဝင်အောင်ဘီဒီယိုတစ်ထောင်လဲ1ဘီဒီယိုလဲပြန်ရောက်လို့မရှိတော့ဘူးအဲနော်1ဘီဒီယိုလဲပြန်ရောက်လို့မရှိတော့ဘူးအဲ့တော့ကျွန်တော်တေချာစဉ်းစားနေမှဖြစ်တယ်အကယ်၍သာနောက်ကြည့်ချိန်ကဦးလေရတာရွေးကောက်ပွဲဟိုပရိုဂရမ်ဆိုချင်းရွေးလုံးဝရာဘူးကလည်းပြုတ်သွားပါပြီပေါ့ရွေးထားလို့ရှိရင်ဒါကိုယ်စားလက်ဖြစ်သွားပါပြီဆိုလို့ရှိရင်တော့ဒါကသူ့ရဲ့သူ့ရဲ့ပြောဆိုမှုဟာတရားဝင်တာဒါနဲ့ပတ်သက်ပြီးခင်ဗျားတို့ဒါအဲကကနနာသိစေချင်တာပါလားကျွန်တော်ပြည်သူတွေအားလုံးသိဖို့လိုတယ်နိုင်ငံရေးအဖြစ်ပေါ့နောက်ကြည့်ချိန်ကဦးလေကိုပြောလာလားတဲ့2008အချိန်ကဦးလေကနာဂစ်နာဂစ်ဦးလေပဲရောကြတော့ဘောင်ဆန်းဆိုချင်တာအဲနာဂစ်ဦးလေနဲ့ငါးနှစ်အုပ်ချုပ်ပြီးသွားပြီလေနော် ားတွေပြောစကားလေးတစ်ခေါက်မှာအကိုကလည်းမရှိဥပဒေကိုကလည်းမရှိဖြစ်ရကိုကလည်းမရှိတဲ့ခါကျတော့ပြည်သူတွေကလမ်းနေမှာအချင်းချင်းမှာအမုန်းတွေပွားနေတော့သူကြီးကိစ္စလို့ပေါ့တော့သူကြီးကိစ္စမှာဥပဒေကိုကကြည့်လိုက်ခါကျတော့ဘယ်ဥပဒေကိုကမှမရှိဘူးမရှိတဲ့ခါတော့သူကြီးကလူလူနေနေဟိုနိုင်ငံခြားချမှာပတ်စံနေသွားအပ်ပြီးတော့သူကပဲအခိုင်ကြလို့လို့သူကပဲခိုးရတယ်လို့ဖြစ်ကုန်မဖြစ်ကုန်တာအခုခုနှစ်ပြည်ရန်လောက်နိုင်ငံခြားမှာပိတ်ခံထားရတယ်စင်ကာပူဘန်မှာလည်းပိတ်ခံထားရတယ်ရှိပါတယ်ဝိုးမင်းမကြည့်နဲ့ကျွန်တော်ဒီဘင်္ဂလားဒေ့ရှ်ဘန်မှာတော့မှပဲ